မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ဇူလိုင်လ၁ရက်နေ့ညနေပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်။ပထမဆုံးတင်ဆက်ပေးရမယ့်သတင်းကတော့ရန်ကုန်ကနေပြီးတော့နေပြည်တော်ကိုလာတဲ့စစ်ကား၂စီးကိုရန်ကုန်မန္တလေးအမြန်လန်း160တမိုင်မှာပြစ်ခတ်တိုက်ခတ်ရာစစ်သား၄ဦးသေဆုံးပြီးတော့၅ဦးအပြင်းထန်ဒဏ်ရာရရှိသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇွန်လ29ရက်နေ့မနက်9:00နာရီခွဲအချိန်ပဲခူးတိုင်းတောင်ကုန်ခရိုင်ရေတာရှိမြို့နယ်အမြန်လန်း160တမိုင်ရွာတက်ကျေးရွာအနီးမှာရန်ကုန်ကနေပြီးတော့နေပြည်တော်ဘက်ကိုလာတဲ့ စစ်ကောင်စီရဲ့ဖော်ကနစီကိုတော်လိုက်တပ်ဖွဲ့ကလက်ဦးမှုရယူပြီးတော့ပြစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါဗျ။အဲ့ဒီပြစ်ခတ်မှုကြောင့်စစ်သား၄ဦးသေဆုံးပြီး၅ဦးအပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါဗျ။စစ်ကားနစီကိုပြစ်တာမှာကားသမားကိုထိပြီးတော့ကားထိုးရက်သွားခဲ့ပါတယ်။အဲ့ဒီလိုကားရက်သွားတဲ့အချိန်မှာတော်လိုက်ဘက်တော်သားတွေကဖိပြစ်ပြီးတော့လက်နက်ကောက်ယူဖို့ကြိုးစားခဲ့ပေမဲ့နောက်ထပ်စစ်ကားတစ်စီးကရောက်လာလို့ကားပြစ်ပြီးတော့ပြန်လည်ဆုတ်ခွာခဲ့ရပါတယ်။တိုက်ပွဲဖြစ်တာကအမြန်လန်း160တမိုင်းစမိုးတရားနဲ့၃ခါလုံကအကွာပါပါ အခုကဇေတဝန်ဖုံးတော်ကြီးကျောင်းဝင်းထဲမှာစစ်ခွေးအင်အား30ခန်းအမြဲတမ်းတပ်ဆွဲထားပါတယ်လို့ ပြည်သူ့ကာကွယ်တပ်မတော်အမတ်393တက်တိုင်ရင်ဘရင်အောင်စစ်ကြောင်းကစစ်ကြောင်းတာဝန်ခံကပြောကြားထားပါတယ်အဲ့ဒီပြစ်ခတ်မှုဖျက်ပွားပြီးတဲ့နောက်မှာစစ်ကောင်စီဘက်ကတေဆုံးသွားတဲ့စစ်သား၄ဦးရဲ့အလောင်းကိုတေဆောင်ပြီးတော့ဒဏ်ရာရရှိတဲ့စစ်သား၅ဦးကိုလည်းတောင်ကုန်၂ဆောင်းပြိုင်စစ်ဆေးရုံကိုခေါ်ဆောင်သွားတယ်လို့သိရပါတယ်အဲ့ဒီဒဏ်ရာရတဲ့စစ်သား၅ဦးတွေကအရေးပေါ်ဒဏ်ရာပြင်းထန်တဲ့စစ်သား၅ဦးကိုနေပြည်တော်ဆေးရုံကိုဇွန်လ29ရက်နေ့မွန်းလွဲတနအိမ်မှာပို့ဆောင်လိုက်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မွန်ပြည်နယ်ရေးမြို့နယ်ကွန်ဒူးကျေးရွာကအကြံဖက်စစ်ကောင်စီလက်အောက်ခံပြူစောတိခေါင်းဆောင်ဇန်မင်းခေါ်ခေါင်းဖြူကိုရေးဘလူးအဖွဲ့ကအရှင်ဖမ်းဆီးနိုင်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇွန်လ30ရက်နေ့ည4နာရီကမှအကြံဖက်စစ်ကောင်စီလက်အောက်ခံပြူစောတိခေါင်းဆောင်ဇန်မင်းကို၎င်းရဲ့နေအိမ်မှာပဲရေးဘလူးအဖွဲ့ကဝင်ရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။သတင်းအချက်အလက်တွေရထားတာကြားပြီး တတိပေးရနဲ့ရှေ့ဆက်တိုးလာတော့ကျွန်တော်တို့တွေသူ့ကိုလက်ပြဘုံတတ်တေကံပြစီလက်ထိတ်တင်တဲ့တကွာရွာထဲမှာဝင်ရောက်ဖမ်းဆီးရမိတယ်ပြန်လဲခုခံတာမရှိဘူးခုခံချိန်လည်းမရလိုက်ဘူးလို့ရေဘလူအဖွဲ့ခေါင်းဆောင်ကပြောပါရယ်ဇန်မင်းခေါ်ခေါင်းပြူဟာကြေးရွာများအတွင်းမှာအကြမ်းဖက်စစ်ကောင်စီနဲ့ပူးပေါင်းပြီးတော့လောင်ကစားဝိုင်းရကိုဖွင့်လှစ်ခြင်း ပြူစောတိအနေနဲ့လှုပ်ရှားပြီးတော့ PDF များကိုဒုက္ခပေးခြင်းလောင်ကစားဝိုင်းများထောင်ပြီးတော့ခြေရွာနေပြည်သူများကိုဒုက္ခပေးခြင်းများဆက်လက်လှုပ်ဆောင်နေတဲ့သူဖြစ်တယ်လို့သိရပါတယ်။ညာဘက်ဒီမှာလည်းတက်တွင်းထဲမှာတွားရောက်ပြီးတော့အိတ်ဆက်သူဖြစ်ပြီးအကြမ်းဖက်စစ်ကောင်စီကလည်းလက်ပြဘုံများလက်ထိတ်များကိုဇံမင်းကိုပေးထားတယ်လို့သိရပါတယ်။ဖမ်းဆီးရမိထားတဲ့ဇံမင်းခေါ်ခေါင်းဖြူကိုကြီးလေးတဲ့အပြစ်များပေးသွားမယ်လို့ရေးဘလူးအဖွဲ့ခေါင်းဆောင်ကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မွန်ပြည်နယ်ကြိုက်ထုံမြို့နယ်ဖက်ကလေးကြီးရွာကြားတဲ့လမ်းစုံအနီးဘီလီယံခုံမှာဇူလိုင်လ၁ရက်နေ့မနက်၁၀နာရီအချိန်ကပြည်သူ့စစ်အဖွဲ့ဝင်တအူးတနက်နဲ့ပြစ်ခတ်ခံရတာကြောင့်တေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ အသက်28နှစ်အရွယ်ကြိုက်ပိကြီးရွာပြည်သူ့ဆက်အဖွဲ့ဝင်ကိုလာသေးကိုအမည်မသိတဲ့တနတ်သမားတွေကတနတ်နဲ့ဝင်းရောက်ပြစ်ခတ်သွားတယ်လို့သိရပါဗါးကိုလာသေးဟာတနတ်နဲ့ပြစ်ခတ်ခံရတာကြောင့်ဦးကောင်းနဲ့နောက်ကျောတွေမှာကြီဖောက်ဝင်ဒဏ်ရာတွေရရှိခဲ့ပြီးတော့အခင်းဖြစ်တဲ့နေရာမှာပဲပွဲချင်းပြီးတိတ်ဆုံးသွားတယ်လို့သိရပါဗါးပြစ်ခတ်မှုဖြစ်ပြီးတဲ့နောက်မှာနိုင်ဝက်ခန့်အကြာစစ်ကောင်စီတပ်နဲ့ရဲတပ်ဖွဲ့ဝင်တွေရောက်ရှိလာပြီးတော့အလောင်းကိုကြိုက်ထုတ်ဈေးရုံကိုတည်ဆောင်သွားတယ်လို့သိရပါဗါးဒေသခံတွေရဲ့ပြောပြချက်အရပြည်သူ့ဆက်အဖွဲ့ဝင်ကိုလာသေးဟာစစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့အတူလုံခြုံရေး ြင်းလှည့်တာနဲ့လိုက်ပါဆောင်ရွက်တဲ့သူဖြစ်တယ်လို့သိရပါတယ်။အဲ့ဒီပြစ်ခတ်မှုနဲ့ပတ်သက်ပြီးတော့စစ်ကောင်စီအပြင်ကြိုက်ထူအခြေဆိုင်တော်လိုင်းအင်အားစုအဖွဲ့တွေကလည်းတစုံတရာသတင်းထုတ်ပြန်တာမတွေ့ရသေးပါဘူး။ပြီးခဲ့တဲ့ April 23ရက်နေ့ကလည်းကြိုက်ထူမျိုးနဲ့ကော်ထင်းကြီးရွာအုပ်ချုပ်ရေးမှူးဦးဝင်းအောင်ဟာအမည်မသိတဲ့တနတ်သမားတွေရဲ့ပြစ်ခတ်မှုကြောင့်တေဆုံးခဲ့ပါသေးတယ်။ကြိုက်ထူမျိုးနဲ့မှာအခုနှစ်အတွင်းစစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးတွေယာယီမှုတွေအပါအဝင်သတင်းပေးဒလန်၁၀ဦးထက်မနည်းပြစ်ခတ်ရှင်းလင်းခံခဲ့ရကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတင်ဆက်ပေးရမယ့်သတင်းကတော့ရှမ်းပြည်နယ်မြောက်ပိုင်းနောင်ချုံမြို့နယ်မီးသတ်ရုံးနဲ့ကြောင်မဲမြို့လေကောင်ကိုစစ်ကောင်စီကတိုက်လေရင်နဲ့ ပေါင်900ဘုံများကျဲချခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇွန်လ29ရက်နေ့ည10:00နာရီခွဲဝင်းကျင်အချိန်နောင်ချုံမြို့မိသက်ယုံအနီးကိုစစ်ကောင်စီက Jet Fighter လေးနဲ့ပေါင်900ဘုံလာရောက်ကျဲချတိုက်ခိုက်မှုကြောင့်ပြည်သူများရဲ့နေအိမ်ရှစ်လုံးထက်မနည်းထိခိုက်ပျက်စီးခဲ့ရတယ်လို့သိရပါတယ်။ဒါ့အပြင်ကြောင်မဲမြို့လေကောင်ကိုစစ်ကောင်စီလေတပ်က Jet Fighter နဲ့ပေါင်900ဘုံကျဲချတိုက်ခိုက်ခဲ့တဲ့အတွက်ဒေသခံတွေရဲ့နေအိမ်20ခန့်ပျက်စီးဆုံးရှုံးသွားတယ်လို့သိရပါတယ်။ဇွန်လ30ရက်နေ့ညသကောင်ရန်12:00နာရီဝင်းကျင်မှာစစ်ကောင်စီကကြောင်မဲမြို့ရက်ွက်တစ်ကို Jet Fighter နဲ့ဘုံများကျဲချတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။စစ်ကောင်စီကပေါင်900ဘုံကျဲတိုက်ခိုက်မှုကြောင့်ရက်ွက်တက်မှာရှိတဲ့ One Love Hotel ပင်လုံလန်းအနီးကံဘောစာရှမ်းဖုန်ကြီးကျောင်းဆောင်နဲ့ဒေသခံနေအိမ်20ခန့်ပျက်စီးသွားတယ်လို့သိရပါတယ်။အလားတူပဲမနေ့ကမနက်ပိုင်းအချိန်ကလည်းစစ်ကောင်စီတပ်ကလက်နက်ကြီးတွေနဲ့ပစ်ခတ်မှုကြောင့်ကြောင်မဲမြို့ရက်ွက်ကိုးမှာရှိတဲ့စီဆိုင်တဆိုင်ကိုဘုံကျဲရောက်ပောက်ကွဲခဲ့ပြီးတော့မီးလောင်ဆုံးရှုံးသွားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးတိုင်းစင်ကူးမြို့နယ်နွယုံကြီးရွာမှာတိုက်ပွဲပြင်းထန်နေပြီးတော့စစ်ကောင်စီကတိုက်လေရင်နဲ့ဘုံများချဲချနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဒီကနေ့ဇွန်လလတရက်နေ့မနက်အစောပိုင်းကစတင်ပြီးတော့စင်ကူးမြို့နယ်နွယုံကြီးရွာမှာတိုက်ပွဲပြင်းထန်နေခြင်းဖြစ်ပြီးတော့စစ်ကောင်စီဘက်ကစစ်ကြောင်းထိုးလာရာကနေပြီးတော့ PDF များနဲ့တိုက်ပွဲဖြစ်ပွားနေခြင်းဖြစ်တယ်လို့သိရပါတယ်။လက်ရှိမှာစစ်တပ်ကအထိနာနေတဲ့အတွက်လေကြောင်းတိုက်ခိုက်မှုများလှုပ်ဆောင်နေတယ်လို့သိရပါတယ်။ အဲ့ဒီပတ်ဝန်းကျင်အနီးကကားလမ်းများဟာလည်းပိတ်နေပြီးတော့ခရီးသွားကားများပိတ်နေနေတယ်လို့သိရပါဗျ။စိန်ကူးမြို့နယ်ငွေယုံကျေးရွာမှာတိုက်ပွဲဖြစ်နေတာကိုစစ်ကောင်စီက Jet Fighter ၄ရင်နဲ့လာပြီးတော့ဘုံကျဲတာငွေယုံကျေးရွာတွေကိုဘုံနှလုံးကြားရောက်ပါတယ်လို့ဒေသခံပြည်သူတို့ကပြောဆိုထားပါဗျ။ဒါအပြင်ဇွန်လ30ရက်နေ့စိန်ကူးမြို့နယ်ထွေးအုံယုံရဲစခန်းနဲ့အာကစားခန်းမှာအဆောင်တို့ကိုတော်လိုင်းတပ်များက ဒရုန်းနဲ့ဘုံကျဲတိုက်ခိုက်ခဲ့တယ်လို့သိရပါဗျ။မန္တလေးတိုင်းစင်ကူးမြို့ပေါ်မှာအထိုင်ချကပြည်သူများကိုအတင်းအဓမ္မငွေညစ်တောင်းခံနေတဲ့စစ်ကောင်စီတပ်များအခြေစိုက်တပ်ဆွဲထားရာစင်ကူးမြို့နယ်ထွေအိုယုံရဲစခန်းနဲ့အားကစားခန်းမှာအတွင်းကိုဒရုန်းများနဲ့ဘုံကျဲတိုက်ခိုက်ခဲ့တယ်လို့သိရပါဗျ။ဒရုန်းနဲ့ဘုံသည်16လုံးကျဲချခဲ့ပြီးတော့စစ်ကောင်စီဘက်ကလည်းတေဆုံးထိခိုက်မှုတွေရှိနိုင်တယ်လို့သိရပါဗျ။အဲ့ဒီဆက်စင်ရေးကိုပြည်ဦးလွင်ခရိုင်ဒရုန်းတာဝန်ခံနဲ့ခရိုင်ဒရုန်းအဖွဲ့တို့ကဦးစီးညွန်ကြားကပပိတ်ချင်းမြို့နယ်ဒရုန်းအဖွဲ့စင်ကူးမြို့နယ်ဒရုန်းအဖွဲ့နဲ့ မရိယာမြို့နယ် drone အဖွဲ့တို့ကပူးပေါင်းဆောင်ရွက်ခဲ့ကြခြင်းဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာဆက်လက်ပြီးတင်ဆက်ပေးရမယ့်သတင်းကတော့သခိုင်းတိုင်းခင်ဦးမြို့ပေါ်မှာထိုင်ချတပ်ဆွဲထားတဲ့စစ်ကောင်စီအုပ်စုတွေတဲကဒုတက်ချက်တအူးဟာမနေ့ကဇွန်လ30ရက်နေ့မနေ့9နိုင်လောက်မှာလက်နက်နှစ်လက်အပါအဝင်ခဲယမ်းပစ္စည်းတချို့ပါယူဆောင်လာပြီးတော့လင်းဝင်လာတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် အလင်းဝင်လာတဲ့စစ်ကောင်စီအုပ်စုအဖွဲ့ဝင်ဟာခင်ဦးမျိုးပေါ်ကပြည်သူစေယုံမှာအထိုင်ချတပ်ဆွဲထားတဲ့ ML စစ်စီရေးကိုကဲမှုဌာနချုပ်ကဒုတက်ချက်ကြော်ဆိုးဖြစ်ပြီးတော့လက်ရှိမှာလွတ်မြောက်နေရာတစ်ခုကိုပို့ဆောင်ပေးထားပြီးတော့၎င်းကိုစစ်ဆေးနေဆဲဖြစ်တယ်လို့သိရပါတယ်။ဟုတ်ပါတယ်။မနေ့ကအလင်းဝင်လာတာတယောက်ရှိပါတယ်။အခုလောလောဆယ်တော့စစ်ဆေးနေဆဲပါ။ကျန်တာတော့ဘာမှပြောလို့မရသေးဘူးလို့ရွှေဘုတ်ခိုင်တရရင်၂၂တရရင်မှုကပြောကြားထားပါတယ်။ဒုတက်ချက်ကြော်ဆိုးတဲ့အတူ MA1 တနတ်နှစ်လား ကြီ210တောက်ကြီပေါက်၄ခုလက်ပြပုံတစ်လုံးတို့နဲ့အတူပါလာတယ်လို့ဆိုပါတယ်ခင်ဦးမျိုးဘော်ကစစ်ကောင်စီအုပ်စုဟာမကြာခဏဆိုသလိုမျိုးဘော်ကနေဘေးပတ်ဝန်းကျင်မှာရှိတဲ့ခြေရွာတွေကိုလက်နက်ကြီးနဲ့ရန်တမ်းပစ်ခတ်လေရှိပါတယ်ခင်ဦးမျိုးဘော်ကစစ်ကောင်စီအုပ်စုအပါအဝင်ရေဦးနဲ့ရွှေဘုံမျိုးဘော်မှာရှိတဲ့စစ်ကောင်စီအုပ်စုကလည်းခင်ဦးရေဦးရွှေဘုံစတဲ့မျိုးနယ်တွေကခြေရွာတွေကိုမကြာခဏဆိုသလိုလက်ပတ်ပြီးတော့စစ်ကြောင်းထိုးလေရှိကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးတိုင်းအောင်ရည်သာဇံမြို့နယ်စစ်မြေပြင်အင်ဂျင်နီယာတရင်အမတ်963ညာတက်ကတက်ချက်တအူးဟာလက်လိုက်ခဲရတဲ့ကွာအလင်းဝင်ရောက်လာရငွေကျပ်380ကျော်စုချင်းမြင့်ပေးသွားမယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မနေ့ကဇွန်လ30ရက်နေ့ကမရီယာမြို့နယ်30ပေးရွာမှာတာဝန်ကျနေတဲ့စစ်မြေပြင်အင်ဂျင်နီယာတရင်အမတ်930ကတက်ချက်တအူးဟာ MA1 အမျိုးအစားတနက်တလန်ကြီ239000နဲ့အတူသခိုင်းတိုင်းရင်းမာပင်ခရိုင် အမှတ်20တရင်ရိုးမရာဇာတပ်ဖွဲ့ထံကိုခိုးလုံဝင်ရောက်လာခြင်းဖြစ်တယ်လို့သိရပါတယ်ကျွန်တော်တို့တရင်မှာရှိတဲ့သူ့ရဲ့ညီနဲ့ချိတ်ဆက်ပြီးတော့ဝင်လာတာစုငွေကတော့အခုလောလောဆယ်တတ်မှတ်ထားတာက NUG ကပေးထားရဲ့ကျွန်တော်တို့တရင်ကရဲ့3080တော့ပေးမယ်ပေါ့အလူရှင်ကိုလည်းတင်ထားတဲ့ ်ဘလောက်ပေးမလဲဆိုတာတော့မသိသေးဘူးအားလုံးဆိုရင်တော့380ကျော်ပါပေါ့နောက်ထပ်အလင်းဝင်လာမဲ့သူတွေကိုလည်းကျွန်တော်တို့ဘက်ကထောက်ပံ့ပေးနိုင်တာနဲ့ရွံ့ရွှေထွေးထွေးလက်ကမ်းကြိုးစုံနေပါတယ်လို့ရင်းမာပင် KI တပ်ရဲ20ရိုးမယာစာ PDF တပ်ဖွဲ့ကတာဝန်ရှိသူတို့ကပြောကြားထားပါတယ်အလင်းဝင်ရောက်လာသူတက်ကြကိုတပ်ရဲမှုနဲ့ရဲဘော်များပြည်သူများကနှွေးထွေးစွာကြိုးစုံခဲ့ကြပြီးတော့လုံလုံနဲ့နေရာကိုပို့ဆောင်ထားတယ်လို့သိရပါတယ်ပြည်သူရင်ဝင်ကိုခိုးလုံဖို့အတွက်ပြီးခဲ့တဲ့မေလ15ရက်နေ့ကလေးကဆက်သွယ်ပြီးတော့ဝင်ရောက်လာခြင်းဖြစ်ကြောင်းတရင်ရရှိပါတယ်ခင်ဗျာ။ အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စစ်ရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ